ောင်လေးတယောက်ဟာအမိုက်ပုံးထဲကနေထူဆန်းတဲ့စူတောင်းပြစက်တစ်ခုကိုတွေးလိုက်တယ်။သူကအဲ့ဒါကိုတမျိုးမျိုးသောဂိမ်းဆက်လို့ထင်ပြီးစက်ခလုတ်တွေကိုမစင်မချင်းစက်တင်နှိပ်လိုက်တယ်။ရုတ်တရက်စက်ထဲကနေကပြားတစ်ခုထွက်လာပြီးအဲ့ဒီကပြားပေါ်မှာတင်းရဲ့ဆန္ဒကိုပြောပါလို့ရေးထားတယ်။ကောင်လေးကဒါဟာနောက်ပြောင်တာပဲလို့ထင်ပြီးကပြားကိုလွင့်ပစ်လိုက်တယ်။ပြီးတော့ရေမောရင်ကျွန်တော်အချမ်းသာဆုံးလူဖြစ်ချင်တယ်လို့ပြောလိုက်တယ်။ဒါပေမဲ့သူပြောတာကနင်းနေလေးလွဲသွားပြီးလူအစားအတော်ဆိုတဲ့စကားလုံးကိုပြောမိသွားတယ်။နောက်တစ်ခါမှပဲစက်ထဲကနေ နောက်ထပ်ကပြားတစ်ခုထွက်လာပြီးအဲ့ဒီပုံမှာကဘာပေါ်မှာအချမ်းသာဆုံးအတော်လို့ရေးထားတာကိုတွေ့လိုက်ရတယ်။ဒီလိုမြင်လိုက်ရတော့မှဆက်ကတကယ်အလုပ်လုပ်တယ်ဆိုတာကိုသူစတင်ယုံကြည်လာတယ်။သူစိတ်ထဲကနေတကယ်လေးနဲ့ဆန္ဒပြုဖို့ကြိုးစားပြီးခလုတ်တွေကိုထပ်နှိပ်လိုက်တယ်ဒါပေမဲ့အလောတကြီးနဲ့သူဟာကျွန်တော်ဖြစ်ချင်တယ်လို့စကားတဝက်ပဲပြောလိုက်ရသေးတယ်။သူ့စကားကိုအဆုံးမသတ်နိုင်ခင်မှာပဲဆက်ကအလုပ်လုပ်လိုက်တယ်။ရလက်အနေနဲ့သူဟာလူကနေအစားခံရမယ်ကြီးမားတဲ့ဘဲငန်းကြီးအဖြစ်ကိုချက်ချင်းပြောင်းသွားတယ်။ကျောင်းလန်တကြားနဲ့လူပြန်ဖြစ်ဖို့ လိုအင်ပြစ်ဆက်စီကိုသူပြေးသွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ကိုနောက်ကနေတစုံတယောက်ကဖမ်းဆုပ်လိုက်တယ်အဲ့ဒီလူကအနီးနားကဘဲကင်ဆိုင်ပိုင်ရှင်ဖြစ်ပြီးသူ့ဆိုင်ကဘဲငန်းလွတ်သွားတယ်လို့ထင်လိုက်တာပါပဲသူကကောင်းလေးဘဲငန်းကိုလောင်အိမ်ထဲထည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့ဘဝရဲ့အကြီးမားဆုံးထိတ်လန့်စရာကိုတွေ့လိုက်ရတယ်အရှိန်ပြင်းတဲ့ကားတစ်စီးကလိုအင်ပြစ်ဆက်ကိုလုံးဝရိုက်ချေဖျက်ပစ်လိုက်တာပါအခုတော့သူဟာလူပြန်ဖြစ်ဖို့နည်းလမ်းမရှိတော့ဘူးဒီအချိန်မှာသူ့ရဲစားနဲ့သူ့မေရဲ့အတန်တွေကိုသူကြားလိုက်ရတယ် တို့ဟာသူ့အတွက်နောက်ဆုံးမျော်လင့်ချက်ဖြစ်တယ်လို့သူခံစားလိုက်ရတယ်။သူကတို့ရဲ့အာယုံဆိုင်မှုကိုရရှိဖို့သူ့တောင်ပန်တွေနဲ့အသေးပုံတန်ထန်ကိုရင်းမြန်စွာဖော်ပြလိုက်တယ်။ဒီလိုချစ်စရာကောင်းပြီးကနေတဲ့ဘဲငန်းလေးကိုမြင်တော့သူတို့နှစ်ယောက်ဟာသူ့ကိုဝယ်ပြီးအိမ်ကိုခေါ်သွားကြတယ်။ကောင်လေးဘဲငန်းကနောက်ဆုံးတော့လုံခြုံသွားပြီလို့ခံစားလိုက်ရတယ်။ဒါပေမဲ့အိမ်ရောက်တာနဲ့သူတို့နှစ်ယောက်ကစကားပြောကြတယ်။ပြုတ်စားရမလား၊ကင်စားရမလား။သူ့သားကတကယ်နူးညံ့မယ်လို့ငါထင်တယ်အရသာတအားရှိမှာပဲ။ဒီစကားတွေကိုကြားလိုက်ရတော့ကောင်လေးဘဲငန်းဟာထိတ်လန့်တကြားနဲ့အေးခဲသွားတယ်။ သူ့ရဲ့ဇလန်းကပြီးဆုံးတော့မလို့ဖြစ်နေပြီဒါပေမဲ့ကံကောင်းစွာပဲသူ့မိကမနှက်ဖြံမှချက်စားမယ်လို့ပြောလိုက်တယ်အဲ့ဒီညမှာပဲအန်ဝတ်စရာကောင်းစွာနဲ့အဲ့ဒီဂိမ်းဆက်ဟောင်းကပြန်ပေါ်လာတယ်သူဟာချက်ချင်းခလုတ်တွေကိုနှိပ်လိုက်တယ်နောက်ဆုံးတော့သူ့လူပြန်ဖြစ်သွားတယ်ဒါပေမဲ့သူ့မူလရုပ်ရည်နဲ့မဟုတ်ပဲသူ့မျက်နှာဟာအသက်40ရွယ်လူကြီးတယောက်ရဲ့ပုံမှန်တန်ထန်လို့ဖြစ်နေရဲ့ခဏကြာမှသူ့ရဲ့ရောက်ခမကအိမ်ကိုရောက်လာတယ်အိမ်ထဲမှာသူစိမ်းတယောက်ကိုတွေ့လိုက်ရတော့ချက်ချင်းကန်ထုတ်လိုက်တယ်ဒီဖြစ်ပျက်တွေနဲ့အတူကောင်းလေးဟာနောက်ထပ်ပစ္စနာကိုမှဘယ်တော့မှမဆူတောင်းတော့ဘူးလို့ကြိမ်ဆိုလိုက်တော့တယ် ကဲတင်တို့မှသာဒီလိုဆက်မျိုးရှိရင်ဘာစုကိုတောင်းမလဲကိုမန့်မာရေးသွားပေးကြပါဦး